အကြသီးခင်ကျပိုင်းကမှမိုဘိုင်းဖုန်ကိုရောက်ရှိလာခဲ့ပြီးတော့မိုဘိုင်းပြည်ရအများစုကိုဆွဆောင်ထားနိုင်ခဲ့တဲ့ဂိမ်းတစ်ခုဟုတ်ပါရဲ့အဲ့ဒီဂိမ်းကတော့ကျွန်တော်တို့ data force မိုဘိုင်းပဲဖြစ်ပါတယ်ဒီဂိမ်းကစထွက်လာတဲ့အချိန်ကနေပြီးတော့အခုချိန်အထိမိုဘိုင်းပလေးယာတော်တော်များများရဲ့အာရုံကိုဖန်ဆင်းနိုင်တဲ့ဂိမ်းတစ်ခုဖြစ်တယ်ဆိုရင်လည်းမမှားပါဘူးဒီဂိမ်းရဲ့ပုံစံကတော့ map တစ်ခုထဲမှာပလေးယာအလုံးပေါင်း40နံပါတ်ရှိရောက်တည်တည်ရှိပါတယ်တစ်ဖက်က24ယောက်စီပေါ့သူရဲ့ကစားပုံကဘယ်လိုမျိုးလဲဆိုတော့ တစ်ဖက်မှာရှိတဲ့ enemy ကိုလိုက်ပြီးတော့ပြစ်မယ်။သူတို့မှာပေးထားတဲ့နေရာတွေလိုက်ပြီးတော့တတ်သိမ်းမယ်။ဒါကတော့ FPS shooter game တွေမှာပုံမှန်မြင်တွေ့နေရတဲ့အပိုင်းတွေပေါ့နော်။ဒါပေမဲ့ဒီ game ကတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့တမူထူးခြားနေတဲ့ဘက်ကိုသွားတယ်။ဘာလို့လဲဆိုတော့ဒီ game ဆော့နေရဆိုတဲ့အချိန်ဒီ game ကိုစဆော့လိုက်ပြီးဆိုခဲ့ဟိုကတကယ် battlefield ရောက်သွားတဲ့လိုမျိုးခံစားရတဲ့ vibe မျိုးကိုဒီ game ကအပြည့်အဝပေးတယ်။ ။လာရင်မှဒီကင်းကရေခုံစရာအပြင်းနဲ့ဆော့မယ်လေးမျိုးပါ။ဘာလို့ကျွန်တော်အဲ့လိုပြောရလဲဆိုတော့ဒီကင်းကိုဆက်ဆဆော့ရဲဆိုတဲ့အချိန်မှာပေါ်လေးနေပဲပြည့်ရတယ်လို့ပေါ်လေးနေပဲကျွန်တော်စပြီးတော့ပြည့်ရတယ်။ဒါပေမဲ့နောက်ပိုင်းကိုယ့်ရဲ့ level မြင့်လာတာနဲ့အများ rank တွေတက်လာတဲ့အများတကယ် player တယောက်တကယ် player ကြီးနဲ့ရှင်ပြီးပြလာရတဲ့အချိန်မှာတော်တော်လေးကိုမှရင်ခုန်မှုကောင်းပြီးတော့စိတ်လူချောက်လည်းကောင်းပါတယ်။အဲ့ဒီရဲ့ feeling ကဒီ game ဆော့ကြည့်ရတဲ့အခါမှာတော်တော်လေးကိုမှအပြည့်အဝရတဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ဆော့ကြည့်ဖို့လည်း recommend ပေးဖို့ပေးပါတယ်။တော်တော်လေးလေး might တဲ့ game လို့လည်းပြောလို့ရပါတယ်။ တကယ်ပြောမယ်ဆိုလို့ရင်ဒီကိရဲ့ mobile fps game တစ်ခုတည်းကိုပို့ရပါလို့လဲဆိုတော့ဒီကောင်ကပြစ်နေရတာလည်းမဟုတ်ဘူးဗျာတကယ်တိုက်ပွဲတစ်ပွဲတည်းကိုရောက်သွားတဲ့အတိုင်းခံစားရတယ်အဲ့မှာဆိုခုနော့သွားတဲ့ teammate တွေရှိမယ် teammate တွေကိုလည်းပြန်ပြီးတော့ကယ်လို့ရမယ်ဒါပြင်မှာသူတို့ hero တွေရဲ့ rose ကိုလည်းသူတို့အများကြီးခွဲထားသေးတယ်အဲ့လိုခွဲထားတဲ့ရိုးစီအကုန်လုံးကိုကျွန်းကျဉ်ကျဉ်နဲ့ဆက်နိုင်မှုဆိုတော့အချိန်တခုပေးဖို့လိုအပ်တယ်လို့တင်တယ် ဒီကင်းကစားထွက်လာတဲ့အချိန်လေးနဲ့နေပြီးတော့ဆော့လာတဲ့ကစားသမားရဲ့ကစော့လာခဲ့တဲ့ကစားသမားရဲ့လည်းမားမီရန်နောက်တည်းရှိပြီးတော့ Play Store မှာလည်းတော်တော်လေးကမှ rating ကောင်းတဲ့ game ကြီးလေးဖြစ်ပါတယ်။ဒီကင်းကတော်တော်လေးကမှပြည့်စုံတဲ့ game လို့ပြောလို့ရရဲဆိုပေမဲ့လည်းနည်းနည်းတချို့ error လေးရောရှိနေတယ်။အဲ့ဒါဘာလဲဆိုတော့အဲ enemy ကကိုယ်အနံ့ရောက်လာတဲ့ဆိုတဲ့အချိန်မှာကိုယ်ခြေတံမကြမ်းမိတဲ့လို့တည်သွားတဲ့အခါမျိုးရှိတယ်။ဒါပေမဲ့လေအဲ့ဒါသိပြီးပြဿနာမရှိဘူး။ဘာလို့လဲဆိုတော့ ကိုတကယ် enemy အညာကြီးနဲ့ရှင်ပစ်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးခြေတံမကြားလိုက်လို့တည်ရပါညာဆိုရကလည်းဒါတအားကြီးခေါင်းနဲ့ထည့်စရာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒီအချက်ကိုသိခံပြီးလို့ရပါတယ်အခုကြည့်နေတဲ့ viewer တွေကရော data home mobile ကိုဆော့ပြီးဆက်ကြပြီလားတကယ်လို့မဆော့ကြည့်ရသေးဘူးဆိုတော့ဆော့ကြည့်ဖို့တော့ကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ဆော့ပြီးသွားတဲ့သူတွေရှိရင်လေဒီ game ပေါ်မှာ browser တို့ဘယ်လိုမြင်ကြလဲဆိုတာကို comment နဲ့မှာရေးသားဖို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့နောက်ထပ် content တွေမှာတင်ပြပါမယ် season guys